ဒီကနေ့ဂျွန်လ12ရက်နေ့မှာရရှိထားတဲ့ငလင်နောက်ဆက်တွဲသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်ပေးနေတဲ့ DV ရဲ့သတင်းတောက်မတ်တီရီကိုတိုင်းရက်ဆက်သွယ်မိမြန်သွားပါမယ်ရှင်။မင်္ဂလာပါမတ်တီရီရဲ့။ဟုတ်ကဲ့ပါရှင်။ဒီကနေ့နောက်ဆုံးရရှိထားတဲ့ငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်အင်အားပြည့်စကိုင်းကလေးကြီးလှုပ်ခတ်ခဲ့တာပေါ့နော်ဒီကနေ့ဇွန်လ12ရက်နေ့ဆိုရင်နှစ်လကျော်ကြာသွားပြီပေါ့ရှင်ဟုတ်ကဲ့ဒီအားပြည့်တိကျပြောမယ်ဆိုရင်တော့82ရက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ဒီကနေ့မှာတော့ငလင်ကျောက်အများဆုံးထိခိုက်ခဲ့တဲ့မန္တလေးမြို့ကနေပြီးတော့ပေါ့နော် ပြူကြခဲ့တဲ့စကိုင်းပီလာအစားဦးရဲ့အောက်ကနေပြီးတော့ရုပ်လောင်း6လောင်းထပ်မံတွေ့ရှိခဲ့ပါတယ်အမျိုးသားအလောင်း2လောင်းနဲ့အမျိုးသမီးအလောင်း3လောင်းကိုနေ့လယ်7:45မှာတွေ့ရှိခဲ့တာဖြစ်ပြီးတော့နောက်ထပ်အမျိုးသားအလောင်း2လောင်းကိုတော့မွန်းလွဲ2နိုင်ခွဲမှာတွေ့ရှိခဲ့ရလို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ် DPP data တင်းကကောက်ယူရရှိထားတဲ့အချက်လက်တွေအရဆိုရင်မေလငလေးစားလုပ်တဲ့နေ့ကနေပြီးတော့မေလ26ရက်နေ့အထိပေါ့နော်စကိုင်းငလင်းကြီးကြောင့်ထိခိုက်ဒေဆုံးခဲ့သူ 4492ရောက်ရှိပြီးတော့ဒဏ်ရာရရှိခဲ့သူက11366ရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့လည်းမန္တလေးကထိခိုက်ပျက်စီးခဲ့တဲ့စကိုင်းပလာလို့အဆောက်ဦးစကိုင်းပလာအဆောက်ဦးလို့အဆောက်ဦးရဲ့အောက်ကနေပြီးတော့ထိဆုံးသူတွေရဲ့ရုပ်အလောင်းတွေထပ်မံတွေ့ရှိနေသေးတဲ့အတွက်ပေါ့နော်။ထိခိုက်သေးဆုံးသူအရေအတွက်ကမြေပြင်အချက်လက်တွေနဲ့ကြွားချမှုရှိနိုင်ပါရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုပြောပြပေးတဲ့အတွက်မတ်တီရီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အခုဆက်လက်ပြီးသတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်